မြန်မာနိုင်ငံတောင်ဘက်ဆုံးရှိကောတောင်းမြို့နီးကျမောက်ကျွန်းကိုထိုင်းခီးသွားတွေစိတ်ဝင်စားမှုများပြားနေပြီးလာမယ့်ခီးသွားရာသီမှာလာရောက်ဖို့ရွေးချယ်ထားတဲ့နေရာတစ်ခုဖြစ်လာနိုင်တယ်လို့ဟိုတယ်နဲ့ခီးသွားညွှန်ကြားမှုဦးစီးဌာနကောတောင်းရုံးကကသိရပါဗျ။ကျမောက်ကျွန်းကိုမြန်မာခီးသွားကုမ္ပဏီတစ်ခုကပင်လယ်ပြင်ခီးသွားလုပ်ငန်းမြှင့်ဖို့တပ်ပုံနဲ့ဖော်ပြခဲ့ရမှာအသဲပုံတန်းစားငန်ရိုင်းပုံကိုအသုံးပြုပြီးထိုင်းနိုင်ငံမှာကြော်ညာခဲ့ရာလက်ရှိမှာပြည်ရင်းပြည်ပခီးသွားများလဲပတ်ဖို့အထူးစိတ်ဝင်စားတဲ့နေရာဖြစ်လာတယ်လို့သိရပါဗျ။ မြန်မာဘက်ကကြီးသွားကုမ္ပဏီကထိုင်းဘက်ကဧည့်သည်များများလာဖို့ကြီးသွားလုပ်ငန်းမြင့်တင်တဲ့အနေနဲ့ကြော်ညာမှာစက်မောက်ကျွန်းရဲ့အသေးပုံပါတဲ့ပုံကထိုင်းမှာနာမည်ကြီးလူသိများတာကြောင့်လာလေဖို့အာရုံစိုက်ခံခဲ့ရတာဖြစ်တယ်လို့ဟိုတယ်နဲ့ကြီးသွားညွှန်ကြားမှုဦးစီးဌာနကော့တောင်းရုံးခွဲမှတာဝန်ရှိသူတူကပြောပါရယ်စက်မောက်ကျွန်းမှာကော့တောင်းမြို့ရဲ့အနောက်တောင်ဘက်ရှိမိုင်28မိုင်ခန့်အကွာမှာတည်ရှိပြီးကျွန်းတစ်ခုလုံးကိုတပ်နှုတ်ကြောက်တွေနဲ့ဖွဲ့စည်းထားက120ဧကခန့်ကျယ်ဝန်းပါတယ် ကျွန်းလေရိုင်းမှာအချင်း300ဘေးခန့်ရှိပြီး25ဘေးခန့်ကျယ်ဝန်းတဲ့အဝင်ထွက်ပေါက်မှာဒီအနေငယ်ကြာချိန်မှာမြင်တွေ့နိုင်ပြီးကရက်လီတာမှမဟုတ်ရေကူးပြီးသွားနိုင်တယ်လို့သိရပါတယ်။ဒါ့အပြင်ငါးမျိုးစိတ်40ခန့်တံပချုံနဲ့လူကိုအန်ရမပြုတ်တဲ့ငမန်းများသားပေါက်တက်ပြီးဥရောပခီးစွာတွေကရှက်လက်ကွန်လို့တင်စားခေါ်ဝေါ်ကြတယ်လို့ကော့တောင်းရုံးခွဲရှိဟိုတယ်နဲ့ခီးစွာညချမှုဦးစီးဌာနမှာလက်ထောက်ညွှန်ကြားရေးမှူးဦးလွန်မိုးကပြောပါတယ်။